မင်္ဂလာပါမတရားအကျဉ်းချခံနေရတဲ့အမေဆုရဲ့280ပြည့်မွေးနေ့မှာဆရာအောင်တင်စာရွှေဘူရဲ့မေတ္တာရှင်သို့ကြပြနဲ့ဂုံပြုတင်ဆက်လိုက်ပါရဲ့နားစင်ခံစားကြပါစို့ဗျာမေတ္တာရှင်သို့အမေတဲ့ဒီစကလုံးမှာယုံကြည်ချက်တွေငြိမ်းချမ်းခြင်းတွေမေတ္တာတရားတွေစိတ်ခွန်အားတွေကောင်းမြတ်ရှင်တွေစွဆုံသိမ့်ပိုက်လို့ငါတို့အတွက်တော့ အနိုင်မဲ့ပေါ့။ဆရာရှင်ဦးညိုရဲ့စာသားတစ်ခုအရှိဖြစ်လောင်ကျွမ်းတောက်ပသူညာတဲ့။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့အမေလေးသူရှိတဲ့ပြည်သူတွေအတွက်ရှစ်ရှင်းဖြစ်လောင်ကျွမ်းတောက်ပခဲ့တယ်။ဘဝတစ်ခုလုံးကိုရင်ပြီး ရှစ်ရှင်းများစွာနဲ့ငါတို့ရဲ့အမေမြစ်တာတွေသုံးပတ်ဖြန်းလို့ငါတို့အေးချမ်းဖို့အတွက် သူဘဝကိုစည်ငါတို့အတွက်ပြီးခဲ့တယ်။ ထာဝရမညိုးတဲ့ဂုံပုတ်များစွာကိုကျွန်တော်ဖော်ကျူးနိုင်စွမ်းမဲ့နေလို့ကျွန်တော်ရှစ်သောအမင်းကျမ်းမာပါစေဗျာလို့ပဲဆုတောင်းလိုက်ပါရဲ့အောင်ဒီဇရွှေဘူးဟုတ်ကဲ့အစိုးထိနားဆင်ပြီးသူတူတူယောက်ရှိစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့မိခင်ကြီးအမြန်ဆုံးမြောက်ပါစေကျမ်းမာပါစေ